ကောင်းတဲ့နေ့တစ်နေ့စတင်ဖို့ဆိုရင်ရရစာဖြစ်ဖို့ဆိုရင်ကိုယ့်ရဲ့စိတ်ကအရေးကြီးဆုံးပဲပေါ့နော်ကိုယ့်ရဲ့စိတ်ကိုထားတက်တဲ့နေ့တိုင်းကရရစာပါရရအလုံးကောင်းတဲ့ဘက်ကတွေးနိုင်တဲ့နေ့တိုင်းကရရစာပေါ့နော်ပြီးတော့ဘုလားဆိုရင်တော့မနေ့နိုးတာနဲ့တရားဖွင့်တယ်တရားနာတယ် ကုတူကတော့လာတို့ပစ္စည်းလှူဒန်းမှမဟုတ်ဘူးအဲရုပ်အားဖြင့်တော်၎င်းစိတ်အားဖြင့်တော်၎င်းပြုမှုအားဖြင့်တော်၎င်းလည်းလှူလို့ရပါတယ်နေတိုင်းကိုမျက်နှာလေးကြည်ကြည်လေးနေမယ်အဲပြီးတော့လို့ရှိရင်ကိုစိတ်ကလေးကိုကြည်ကြည်လေးနေမယ်အားလုံးကောင်းကောင်းဝန်ဝန်စကားပြောမယ်အဲအလည်းလှူဒန်းရရောက်ပါတယ်ပါရှင်ပြိတ္တမြအားလုံးပဲမင်္ဂလာပါဟုတ်ကောင်းတဲ့နေ့လေးဖြစ်ပါစေဟုတ် ကဲပါရှင်ဒီရရစာရုပ်ရှင်စကားကြီးမှာတော့ဝီလာကအဲအသက်လေးပေါ့နော်တသက်လက်လေးနဲ့ရွာမှာ စတေးလန်နဲ့ညီမနှစ်ယောက်ပေါ့ဗရမားနဲ့နိုရက်ဆာရွာမှာစတေးလန်ပြီးတော့အဲအဲ့လိုမျိုးဟာတာလေးပေါ့အဲအဲ့သဘောလေးပါဟုတ်ညီမနှစ်ယောက်ခက်ဆွဆွာမထက်နဲ့ကက်မစထရီမိမိလေးကျင်းဆောင်သွားအောင်ပါပါရှင်ဟုတ် အဝလာလေအပြင်မှာဆိုရင်ဟိုတော့ပါတယ်တက်တယ်ပျော့ပျော့ရွှေရွှေနေတက်တယ်ပေါ့နော်ဟိုဒါပေမဲ့စကားတွေရိုက်လို့ရှိရင် drama လေးနည်းနည်းများတယ်ပြီးတော့ဟိုကျင်းဖော်လိုမျိုးပေါ့နော်ဟိုနည်းနည်းအဲ့လိုအလောင်းပြင်ရေနတာခင်ခင်ကြီးတို့အဲ့လိုမျိုးပုံစံနဲ့နည်းနည်းလူကြီးဆန်တဲ့ character တွေနဲ့ပြည်သက်တွေကတွေ့ရဆိုတော့ဒီကားလေးမှာတော့ဒါဟိုလာဟို true စကြာအဲ့လိုမျိုးတက်တက်လက်ပြမထက်နဲ့လဲဆောင်ရဆိုတော့လေဒီကားလေးမှာအမှတ်တရတွေပါပဲဟုတ် နမယ်လေးလည်းကောင်းတာပေါ့နော်နမယ်လေးကအတိတ်ကောနမိတ်ကောအဲကောင်းနေပြချက်တည်ရှိရဲပေါ့နော်နမယ်လေးကဆိုဒီနေ့လည်းအားလုံးပရိသတ်တွေလည်းအားလုံးပျော်နေကြရတယ်ဒီကအမကြီးလည်းစိတ်ကြည်ပြီးတော့ပျော်နေဆိုတော့တူတူကြကြလေးပေါ့ဟုတ်ဒီနေ့ဟိုဟိုပျော်နေဆိုတော့စိတ်တွေမှာကြည်ကြည်လင်လင်နဲ့လလန်းဆက်ဆန်းလေးရှိနေရပေါ့အရင်နေ့တွေကဆိုမနက်စောစောထားရင်အိတ်ချင်မှုတူတွေဖြစ်နေတယ်ဒီနေ့ကတော့ဟုတ်တက်တက်ကြကြလေးတော့ဖြစ်နေပါတယ်ဆိုတော့ဇကားနမယ်လေးနဲ့လည်းလိုက်တာပေါ့ဟုတ် ဟုတ်ဟုတ်ယုံပါတယ်အဲလိုမျိုးဟိုအတိတ်တွေနမိတ်တွေဟောယုံကြည်ပါယုံကြည်ပါတယ်ဟောမယုံလို့မရပါဘူးအဲလိုမျိုးကောင်းတဲ့ကောင်းတဲ့နေ့တစ်နေ့စတင်မှုဆိုရင်ရရစာဖြစ်ဖို့ဆိုရင်ကိုယ့်ရဲ့စိတ်ကအရေးကြီးဆုံးပဲပေါ့နော်ကိုယ့်ရဲ့စိတ်ကိုထားတက်တဲ့နေ့တိုင်းကရရစာပါရရအားလုံးကောင်းတဲ့ဘက်ကတွေးနိုင်တဲ့နေ့တိုင်းကရရစာပေါ့နော်ပြီးတော့ဟိုလားဆိုရင်တော့မနေ့နိုးတာနဲ့တရားဖွင့်တယ်တရားနာတယ် ဟိုကိုပါကိုမိတ်ကပ်လိမ့်နေနေလဲဟုတ်လားဒီနားတရားဟိုနားဆွင့်နေတာဗောနော်အဲအခန်းထဲမှာမနေ့မျက်စိနှလုံးပွင့်တာနဲ့အဲတရဏဂုံရွတ်တယ်ပြီးတော့တရားခွေအဲ့လိုတရား YouTube မှာရှိပါတယ်အများကြီးပဲအဲ့လိုမျိုးလေးတွေအချိန်ရမ်းမပေးနိုင်အောင်အဲ့အဲ့လိုအချိန်လေးမှာနားဆွင့်နားထောင်နေနားယူတယ်ပေါ့နော်ဟုတ် လေးရလို့ဖြစ်ပါတယ်နောက်ပြီးတော့၄စဉ်ကုသိုလ်၄စဉ်ဒါနကုသိုလ်လေးလည်းလို့ဖြစ်ပါတယ်ရှူတင်မှာမုတ်ကျွေးရတို့ဘာလို့ပေါ့၄စဉ်ဒါနလည်းဟုတ်တယ်လို့ကိုဝါတယ်လို့အားလုံးလည်းဝါစီကျတဲ့စိတ်အဲ့လိုတော့မဟုတ်ပါဘူးလို့အဲနဲသည့်များသည့်ဖြစ်စေ၄စဉ်ဒါနခါလေးကြရင်လည်းလမ်းမှာဟိုအကောတော့မိုးရတော့ရေစုပ်ခန့်အိတ်လေးနဲ့ပတ်စံလေးပန်းတကူပြစ်ဖြစ်ပါတယ်ပြီးတော့အဲ့လိုမျိုးပါเนาะကိုကိုကိုတွက်ကိုလည်းဟိုတစီရေ အကောင်းနေပေါ့နော်ကိုလည်းဟိုတုံးတုံးမတုံးဖြစ်တော့ဘူးလာရစ်ကျစကားတကားတကားရိုက်လို့ရှိရင်အမတုံးတော့တဲ့ပစ္စည်းတွေရှိတာပေါ့နော်စကားတကားရိုက်ကာရိုက်တာအလိုက်ပေါ့ဒီတကားပြီးရင်နောက်တကားလည်းဝလို့မရတော့အဲ့လိုပစ္စည်းလေးဆိုရင်လိုအပ်တဲ့သူတွေဟိုလာပေးဖြစ်ပါတယ်လှူဒန်းဖြစ်ပါတယ်တချို့တွေလည်းပေါ့နော်ဝစားဟိုဒီမိုးရင်းကာလမှာဝစားဝေးရခက်ခဲတဲ့ညီမလေးရှိပါတယ်သူတို့ဆိုလည်းလာပြောလို့ရပါတယ်ဝလာမက်ဆန်ဂျာမှာတက်နိုင်ဆုံးအဟိုလာဝတ်ထားတဲ့ဝစားလေးပေါ့နော်တန်ရှော့ဖုတ်ပြီးတော့ပေးပေးပါမယ်လို့ဟုတ်လာပြောလို့ရပါတယ် ို့တရားနာရင်လည်းပေါ့နော်နေ့စဉ်ကုသိုလ်လေးပေါ့ဒါနကုသိုလ်လေးပေါ့နေ့စဉ်အဲကုသိုလ်ကတော့လားတို့ပစ္စည်းလှူဒါန်းမှမဟုတ်ဘူးအဲရုပ်အားဖြင့်တော်၎င်းစိတ်အားဖြင့်တော်၎င်းပြုမှုအားဖြင့်တော်၎င်းလည်းလှူလို့ရပါတယ်နေ့တိုင်းကုမျက်နှာလေးကြည်ကြည်လေးနေမယ်ပြီးတော့လို့ရှိရင်ကိုယ်စိတ်ကလေးကိုကြည်ကြည်လေးနေမယ်အားလုံး ကောင်းကောင်းဝန်စကားပြောမယ်အဲ့အဲ့လည်းလှူဒန်းရရောက်ပါတယ်ဟိုအကြီးမှညောင်ပင်လောက်အဲဘယ်လိုပြောမလဲညောင်စေးလောက်လှူမယ်ညောင်ပင်လောက်အလှူဒါနရတာမျိုးလည်းရှိပါတယ်အဲ့လိုစိတ်လေးတော့ထားပါတယ်ဒါပေမဲ့ဟိုတစ်ခါလေးကြားရင်လည်းစိတ်နောက်ရှောက်ဖြစ်စရာလေးတွေအဲ့လိုလေးလည်းဟိုလာတော့မှတွေ့ရတယ်ပေါ့နော်အများနဲ့အလုံးလောက်ရတာဆိုတော့အဲ့ချိန်မှာလည်းကို့ဒေါ်သားကို့စိတ်ကိုကထိန်းနိုင်မှုအရေးကြီးတယ်ပေါ့ဒါတွေကတော့လေ့ကျင့်ယူရတာပါတဖြည်းဖြည်းနဲ့လေ့ကျင့်ရင်လည်းရပါပါလိမ့်မယ်အဓိကတော့ဟိုလက်ပရိသတ်တွေကိုဒီနေ့ sharing လုပ်ပေးချင်တာ ာကတော့တနေ့တာမှာဘယ်ချိန်ပဲဖြစ်ဖြစ်ဟိုမရှိတဲ့သူအေးအေးတလုံးလူလဲကုတူရရတယ်။ထမင်းတနက်ကျွေးလိုက်လဲကုတူရပါတယ်။ဟိုလူတွေမဟုတ်ဘူးတရိတ်ဆန်လေးကျွေးလဲရတယ်။နေ့စဉ်တသေးလေးပဲဖြစ်ဒါနလေးတစ်ခုလောက်လုတ်တယ်ဆိုရင်အဲ့နေ့လေးကအလိုလိုပေါ့နော်စိတ်ဖြစ်လာလားဘယ်လိုလဲတော့မသိကိုယ့်ဟာကိုယ်စိတ်ကြည်လင်ပြီးတော့ကိုယ့်ကိုယ်ကိုယ်ကျေနပ်နေရပေါ့။အဓိကတော့ PT ပေါ့နော်။သူတို့တွေကိုက မမျော်လင့်မဲနဲ့ချိန်မှာကားမှန်လေးချလိုက်လို့ကလေးလေးလာဆိုမုတ်လေးတထုပ်ပေးလိုက်တာသူတို့မျက်နှာလေးမှာပျော်သွားအဲ့အိတ်ပီတီလေးလိုချင်လို့ပါအိတ်ပီတီလေးကိုစားချင်လို့သူများပျော်ရင်ကိုယ်လည်းပျော်ရင်အိတ်စိတ်ကလေးနဲ့ လူဖြစ်တာပါအဓိကတော့ shooting မှာအများဆုံးတွားရတာဆိုတော့ shooting ကဟို crew တွေကိုမုတ်ကြွေးတာပါမုတ်ဝဲကြွေးတာပါခိုင်ကြရင်ကြက်ကြောခိုင်ကြအေးခိုင်ကြံပေါင်မုတ်ခိုင်ကြအကြော်ပေါ့အဲအဲ့လိုပေါ့အမြဲတမ်းကြွေးဖြစ်ပါတယ်ဟုတ်နေတိုင်းတော့မဟုတ်ပေမဲ့တစ်ပတ်မှာနှစ်ရက်သုံးရက်လောက်တော့ကြွေးပါတယ်ဟုတ်ဟုတ်တယ်ဟုတ်တယ် ဇကာရိုက်ပြီးဆိုတော့တမျိုးပြောင်းသွားတယ်အဲ့မတိုင်ခင်ကတော့ဟိုကနေတာတော့ဘာလို့ကနေတာဆိုတာဟိုအပျော်အပျော်ပေါ့နော်ဒီလိုမြန်မာကရပါတယ်အဲ့လိုရှောက်ကနေတာရှိရဲအဲ့ဒါဗီဒီယိုတွေ TikTok မှာဟိုလာတင်ထားတယ်အဲ့လိုမျိုးပေါ့ဟုတ်အဲဖြူတမားပျော်ပျော်ပဲနေပါတယ်ဒါပေမဲ့စကားရဲ့နော် seriously ဖြစ်သွားတယ်နည်းနည်းရင်ကျက်သွားတယ်ဟုတ် ဒီလိုနည်းနည်းပေါ့နော်အဲအသက်အသက်ရွယ်ရလို့ပြောတယ်ကိုကအသက်ကြီးနေတယ်လို့ပြော26 29အဲ့လိုဝင်ကျင်ရောက်လာပြီဆိုတော့အဲဘာဖြစ်လဲဆိုစိတ်အေးချမ်းခြင်းနဲ့ဒါတော့ဘာသူမဆိုပေါ့နော်ဟိုလာတို့အဲပြိတ္တတွေလည်းအားလုံးရှိပါတယ်စိတ်အေးချမ်းခြင်းနဲ့အေးချမ်းမှုပဲရှာခြင်းနဲ့အဲ့လိုလေးရှိတာပေါ့နော်အပျော်ပါးတွေဆိုတာထက် အဲတနေ့တာမှာကိုယ်စိတ်ကိုဘလို့အေးချမ်းအောင်နေမလဲအဲ့လိုပဲဒီကရစိတ်ကလေးထားတန်ရပါတယ်ပြင်စိတ်ရှည်ရမယ်တီးခံရမယ်ကွာဘယ်လုံးဆိုရဲအဲ့လိုလေးပေါ့ခါလီကြားလို့ရှင်လဲစိတ်မထိန်နိုင်တာဆိုတော့ကိုကအေးစိတ်ကောက်ကိုနေတယ်တချို့ကျတော့အမ်ဒီလိုပြောမယ်ကိုကိုစီကိုရောက်လာတာရဲအဲ့လိုမျိုးအဒုက္ခတွေအဲ့လိုပေါ့တောက်ကတွေအဓိကအဲပူပန်စရာတွေပေါ့ရောက်လာမျိုးတွေကြာရင်လဲတတ်နိုင်ဆုံးဟာဒေါသမထွက်ပဲနည်းနည်းလေးဖြည့်ရှင်းရပါဘောနော်ဆိုတော့လာတော့ရုပ် တရုပ်ဆောင်လုပ်တယ်ဆိုတာရုံမူရာရောစိတ်မူရာရောအရာအားလုံးကိုအဲထိမ့်ချုပ်ရပါတယ်ထိမ့်သိမ့်ရပါဘောနော်ကိုယ့်ရဲ့ပုံစံလေးကိုဟိုမတွေ့ရဟိုဘယ်လိုပြောမလဲတူတူတိတ်တိတ်လေးနဲ့နေတတ်အောင်လေ့ကျင့်ရပါတယ်ဟုတ်အဲအဲ့ဒါစူးစမ်းနေတုန်းပါပဲဟုတ်ကဲ့